စစ်တပ်ကအဓိကယူရပြီးထုတ်ထားတာအင်အားမရှိတော့ထုတ်ထားတာမဟုတ်တဖက်ကရန်သူကိုတဲ့မှာငါတို့ကအင်အားတွေအလုံးရင်းလိုက်လာနေပြီဆိုတဲ့သဘောကိုချိန်ချောက်တဲ့အနေနဲ့ထုတ်ထားတာအမှန်တကယ်ဆိုလို့ရှိရင်စစ်မှုထံဥပဒေရရတဲ့စစ်သားလိုတော့မလိုဘူးကျွန်တော်တို့ကိုင်းပြီတာကိုင်းပြီတာနော်ဒီတော်လိုင်းကြီးကိုကျွန်တော်တို့ဖြတ်သားအောင်လုပ်နိုင်ရင်လုပ်မလုပ်နိုင်ရင်လူရိုင်းကျွန်းတဲ့ဆိုးတဲ့ပိုင်း ဟယ်လိုချာရမ်မြဝပီတူညကိုမော်မာများအားလုံးမင်္ဂလာပါ။ Newsbeat Channel ကနေပြန်မကြိုဆိုလိုက်ပါရစေ။2025ခုနှစ်ဇူလိုင်လ၂ရက်နေ့ရက်ကျွန်တော်တို့ဘရိုးနေမနေ့ပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ ဒီနေ့မနေ့ခင်မှာနောက်ဆုံးရှိထားတဲ့တော်လန်သတင်းထုတ်သတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်နဲ့သူစာဆုံးကြည့်ရှုပေးကြဖို့အားလုံးပြောခွင့်လိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မနေ့မှာဆိုတော့တော်လန်ရေးပရိကတ်နဲ့ပြောမှာပါတော့ယူဆောင်လာပေးတဲ့စစ်ကောင်စီရဲ့စကားတွေကိုအောင်မြင်စွာနဲ့တိုက်ခိုက်နိုင်ခဲ့တဲ့အောင်ပွဲသတင်းတွေဖြင့်ဘုံမရက်ွက်ချီခေါ်လိုက်မတဲ့နဲ့လည်းကြည့်ရှုရမှာပဲဖြစ်ပါတယ်အယုံဆုံးနေနဲ့ကျွန်တော်တို့ခါတိုင်းလိုပဲတော်လန်သတင်းတိုးလေးတွေချက်လိုက်ရအောင်နော် ပထမဆုံးသတင်းသဘောအနေနဲ့ကတော့တပွဲပြင်းထန်နေတဲ့ငါတိုင်းချောင်းမြောက်ဆမ်းမြောက်တပ်အမတ်344ကနေပြီးတော့မဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအစုလိုက်ထွပြေးနေကြတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အစုလိုက်ထွပြေးလာတဲ့တပ်ပြေးတွေကိုသတင်းပေးတွေကနေမြို့မှာရက်ွက်အုပ်ချုပ်ရေးမှုတွေကိုကြောင်းချပြီးတော့မှပြန်ဖမ်းမိတော့တာတွေရှိတယ်။တပ်ပွဲတွေပြန်ပို့တယ်လို့သိရပါတယ်ခင်ဗျာဆိုပြီးတော့မှငါတိုင်းချောင်းဒေတာခံသူကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ထွပြေးတော့တဲ့သူတွေထဲမှာရှေ့ဝါဆိုတော့လို့မျိုးသွားပြီးတော့မှဂျန်တဲ့သူတွေဟာဆိုရင်စစ်ကောင်စီလက်ခံ ။အိုကြီးတွေနဲ့ဖွဲ့တွေကနေပြီးတော့မှအမသာသုံးလေးလေးကိုတရင်ပေးတိုင်ကြတဲ့အတွက်တပီအိုင်ကျရမှာပဲဖမ်းမိတော့တယ်လို့ကျွန်တော်တို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ရတော့အခုဆိုစကောက်စီတပုတ်ဝင်ပါလား။ A နဲ့ B နဲ့ပုံတပုတ်လေးကျွန်တော်တို့ဒီ AR တွေတောက်စဖိဖိဝင်လာပြည်တဲ့နောက်ပိုင်းမှာဆိုတော့ကြောက်ဒုတုံဒီကြတာပြပြတော့မှတပြေးမှုတွေလည်းများစွာဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။ နောက်ထပ်သတင်းသဘောအနေနဲ့ကတော့မွန်ပြည်နယ်ရေးမြို့နယ်အာယူတောင်ရွာမှာရှိတဲ့ချမ်ပစ်စစ်တပ်ရဲ့ခမရ343တပ်ဝင်ကစကန်းကုန်းတစ်ခုကိုဝင်းအောင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ရေးဘလူးဖွဲ့ရဲ့ပေါ့နော်သတင်းကောင်းပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာဆိုရင်တော့45မိနစ်ခန့်ချာမီခဲ့ပြီးတော့မှစကန်းကုန်းကိုရေးဘလူးဖွဲ့ကပြစ်တပ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ကျွန်တော်တို့ သိရတာပဲဖြစ်ပါတယ်အဲ့ဒီစကားသိန်းတိုက်ပွဲတွေမှာဆိုတော့ရေဘလူအဖွဲ့ကတတတစ်မြက်မောင်ခေါ်အသေးလေးတိုက်ပွဲတွေကြာဆုံးခဲ့တယ်လို့လည်းကျွန်တော်တို့နောက်ထပ်သိရတာပေါ့နော်တော်တော်လေးစိတ်မချမ်းမြေ့စရာဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးစကားကုန်းတိုက်ပွဲမှာအသစ်ပြေးသွားတဲ့ကျွန်တော်တို့ရဲဘော်အတွက်ကောင်းရတုကရီလာပါစေလို့ဆုတောင်းပေးလိုက်တာဖြစ်မှာအခုဆိုရင်ကျွန်တော်တို့ပြည်သူတွေကနေပြီးတော့မှ စစ်ကောင်စီရဲ့စခန်းကုန်းတွေပြီးတော့မှသူတို့ရဲ့ပေါ့နော်ကာကင်းစခန်းတွေနဲ့စစ်ထဏာချုပ်တွေဒီပါတိမဲ့နေဖို့ကျွန်တော်တို့အခုဆိုရင်ဒီနေ့ထဲမှာပဲပြင်းထန်စ조사ပြီးတော့မှတိုက်ခိုက်နေတယ်ဆိုတဲ့အကြောင်းတွေပါထပ်ပြီးတော့မှသိရှိရတာဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့မကွေးတိုင်းတောင်ရင်းကြီးမြို့နယ်မှာစစ်မှုထမ်းကြီးအစမတန်ကောက်ခတ်နေတဲ့ဥပောက်ကျေးရွာဥချွေမှုခင်မောင်လက်ကိုပြစ်ခတ်တိုက်ခိုက်လို့ ပွဲချင်းပြီးတည်ဆုံသွားတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။သူကတော့မခုခံနိုင်ဘူး။သူကကျွန်တော်တို့ကိုပြန်လဲခုခံဖို့လိုတဲ့အချိန်မှာကျွန်တော်တို့ကတန်းပြီးတော့ပြက်ခတ်ရှင်းလင်းလိုက်တာသူ့ကိုရှင်းပြသွားတဲ့အချိန်မှာအိမ်ထဲမှာလူရှိမရှိဝင်တဲ့အချိန်မှာအလင်းငိုက်ဓာတ်နဲ့ဝင်ထိုးပြီးတော့မှတခါတည်းထပြေးသွားတာပြူစော်တိဖွဲ့ထားတာကတရားလုံးကြီးပါရှိတယ်။ငကူကတင်တန်းစင်းတွေပါတယ်။သူတို့ကလည်းညီညွတ်တယ်။သူ့အိမ်ထဲမှာလည်းအမြဲတမ်းကင်းပွန်းလို့ဝက်နေတဲ့သူတွေကရှိတယ်။ဒီအပေါ်ရဆိုတာကလည်းနေပြီးတော့တောင်ရင်းကြီးရထားလမ်းပိုက်မှာရှိတာတောတောင်ထူထပ်တဲ့ရုံမဆက်ရွာတွေဖြစ်တဲ့အတွက်သူတို့နေရာတွေကပိုင်ရှိတဲ့ ဘိုကွေးစီကိုလည်းတောင်နှင်းကြီးကပါဆာ78ကစခရရဲ့အမြဲတမ်းတပတ်ကိုနှစ်ကြိမ်လောက်အဝင်ထွက်ရှိတယ်။စေးမိုးတွေတောက်လျှောက်လုံးနေတယ်ဆိုပြီးတော့မှပြည်သူ့ကာကွယ်ရေးတပ်ပုနာဝတီတောင်နှင်းကြီးတပ်ဖွဲ့တောင်ရှိသူကနေပြီးတော့မှဆက်လက်ပြောဆိုထားတာဖြစ်ပါတယ်။အဲ့ဒီပြည်စော်တီခေါင်းဆောင်ဟာဆိုရင်တော့ပြည်သူတွေကိုချင်းချောက်ရိုင်းနေတာတွေစမှုထမ်းချင်း သူတို့ဒီအုပ်စုတွေအစမတန်ကောက်ခံတာတွေလို့ပြီးတော့မှတလဲဝါလဲတွေကိုလည်းဂိတ်ဖွင့်ပြီးတော့မှအစမတန်ငွေချေးတောင်းပြီးတော့မှအသက်အရွယ်ကြီးရွယ်သူတွေကိုပါရေးနဲ့နှိမ့်ဆမှုတွေလှုပ်ဆောင်ခဲ့တယ်လို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်ပြည်သူတွေပေါ်မှာရုပ်မှာကောက်ချက်ပြီးတော့မှနိုင်တဲ့စီးနင်းလုပ်ခဲ့တယ်ပေါ့နော်ပြူစော်ဒီကောင်းဆောင်တယ်ဆိုတော့ကျွန်တော်အခုဆိုရင်တော်လန်ရဲဘော်တွေကလည်းပြီးတော့မှနောက်ဘွားကိုပြောင်းပေးလိုက်တာပဲဖြစ်ပါတယ်အဲ့လိုမျိုးအုပ်စုတွေကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ကိုယ်တွေတာတွေမှာသိရှိတယ်ဆိုတော့အမြန်ဆုံးကျွန်တော်နှိမ့်ဆက်ရတက်ဆိုင်ရတော်လန်တဖုတ်နေစီမှာ သတင်းချက်လက်နဲ့တူပါပေါ့နော်ပြဖို့ချဖို့လည်းကျွန်တော်ဒီနေ့ကတင်ထပ်ပြီးတော့မှပြောလိုပါတယ်ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးနေတဲ့အချိန်မှာကတော့ဆရာလူမြတ်ကျော်ကနေပြီးတော့မှမြောက်လေတို့အစုကနေပြီးတော့မှခုအချိန်မှာကျင်းပနေတဲ့ရင်းချိုင်းရေးဆွေးနွေးပွဲ forum နဲ့နောက်ပြီးတော့မှလာမယ့်ဒီဒီဇင်ဘာလအတွင်းမှာကိုကျင်းပဖို့ရည်ရနေတယ်ပေါ့နော်ဒီရွက်ကောက်ဖွဲ့နဲ့ပတ်သက်ပြီးတော့မှသူ့ရဲ့မြင်ကိုသုံးသပ်ပြောဆိုထားဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့စာကြည့်လိုက်ရအောင်နော်ကော်ဝေးဦးတီချုပ်ဆိုတာနောက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေရပြီတက္ကသနာကြီးပြတိလား အင်ကြီးထဲမှာအင်ငယ်ဆောက်တယ်လို့ပဲတိုက်ပြီထဲမှာနောက်ထပ်တိုက်ပြီတစ်ခုလို့ပဲသူကဘယင်ပဲဘယင်တစုပဲအခုအာနာပြေးလိုက်ပြီးအခုကြမှာခွေးဖြစ်နေတာအဲ့စစ်ကောင်းဆောင်တွေကနောင်တရနေပြီလားဆိုတဲ့တန်ရရမျိုးကျွန်တော်ရှိတာဘာကြောင့်မင်းကဒီချက်ကိုပြောတာလဲဆိုတော့ငင်းငယ်ကြီးစကားတွေပြောလာတယ်တိုက်နေစီးပွားရေးကတောင်းကနေဖြစ်နေတယ်သူတို့နေ့စဉ်သူတို့စစ်ပူချုပ်တွေတော့မလုံခြုံနဲ့ဘဝနဲ့စိုးရင်ကြီးလန်စားစားဖြစ်နေကြပြီအောက်ကြီးစစ်သားရဲဆိုတာယူနီဖောင်းဝတ်ပြီးအပြင်မတော်ရဲ့နော်ဒါကြောင့်မို့ငင်းငယ်ကြီးစကားတွေလိုက်လိုက်ပြောပြီး လောက်ကြီးကလောက်အားပေါ့ဗျာနိုင်ငံရေးသမားတွေဆွဲခေါ်ပြီးတော့ငင်းငင်းကြီးဆွေးနွေးပွဲပြည်သူကနာနေပါပြီဆိုတော့ခေါင်းစဉ်နဲ့အညံ့မခံချင်တော့ထွက်ပေါက်ရှာတာတခုစစ်တပ်လုပ်တဲ့ငင်းငင်းကြီးဟာသူတို့ထွက်ပေါက်ရှာတာပဲလို့ကျွန်တော်ကတဲ့တယ်ရှုနေပါအဲ့တော့ငင်းငင်းကြီးလောကအော်ကျွန်တော်တခုပဲမေးမိဒီလူကကောင်းမှမဖြစ်တာလေမငင်းချအောင်လုပ်နေတာဘသူလဲမတည့်နံပါတ်1မငင်းချအောင်လုပ်ခဲ့တာဘသူလဲနောက်တော့20 27 ဇန်နဝါရီလ30ရက်နေ့ဒီကျွန်တော်တိုင်းပြည်ကငြိမ်းချမ်းတရားဝါပြောနေတယ်။ NLD အစိုးရရဲ့အောက်မှာကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီကျွန်တော်တို့ NLD အစိုးရကိုပြောလို့ရတဲ့ဝန်ကြီးဝန်ကြီးချုပ်အဆင့်ကိုလည်းကျွန်တော်တို့ကဝေဖန်ပိုင်ခွင့်ရှိခဲ့တယ်။နော်။တရားဥပဒေစိုးမမှုတစုံတရာရလာပြီ။အားနည်းချက်တွေရှိပေမဲ့လည်းပြောင်းလဲမှုကြီးစိတ်ချမ်းချမ်းသာသာတည်တည်ငြိမ်ငြိမ်နဲ့ရှိခဲ့တယ်မလား။ငြိမ်းချမ်းခဲ့တယ်မလား။အာနာမသိခင်2021ဇန်နဝါရီ30ရက်နေ့ညတကောင်12နာရီကျော် ဖေဗူလာတရက်နေ့ကတော့ကျွန်တော်တို့ငရေအတိကြာခဲ့တယ်။အဲ့ဒီငင်းငင်းကြီးကိုအဲ့ဒီတိုက်ပြီးငင်းငင်းတာရနေတိုးတက်နေတော့ဖြတ်စည်းခဲ့တာဟာမတူဘူး။ဘုံမင်းအောင်လိုက်နေတကွာစစ်အုပ်စုကအာနာသိမ်းခဲ့လို့ဘယ်လိုအကြောင်းလာပြပြအကြောင်းပြချက်ခါလဲမခိုင်းလို့ဘူး။တိုက်ပြီးဟာအခုကဲ့သို့မငင်းငင်းချမ်းဖြစ်ရတာဖြစ်တယ်။မငင်းချမ်းကြီးရဲ့လက်တွေတရက်ခါဟာမရောက်လိုက်စစ်အုပ်စုဖြစ်ကြအောင်ခိုင်ခိုင်မာမာပြောပြီးပါမယ်။နောက်တစ်ခုကကျွန်တော်ထပ်ပြောမယ်တိတ်ကြအောင်။မိသည့်အကြောင်းနဲ့မှအာနာသိမ်းပိုင်ခွင့်မရှိဘူးလေဥပဒေကြောင့်တခုပြောပြ နိုင်ငံမလုပ်နဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမကျေနပ်မှုတွေတရားများတပါးညာပါးညာပြဿနာမှန်တယ်များအဲ့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာဒီတော်သူရွေးကောက်ပွဲကော်မရှင်ဤအစိုးရဖက်တာအတီးဖြစ်တယ်လို့ပြန်ခံမိတာကာကွယ်ဦးစီးချုပ်ဤအစိုးရဖက်တာအတီးဖြစ်တယ်လို့မပါဘူးဒီအချက်ကိုကြောင်ကြောင်တင်းတင်းစစ်အုပ်စုမရောက်နိုင်စစ်အုပ်ချိုးဖောက်လိုက်တယ်သူတို့ကိုယ်ကနေတဲ့ဖွဲ့စည်းပုံတွေကကျွန်တော်ပြောနေတာနော်အဲ့တော့ဟုတ်ပြီပြည်သူလူထုနာနေပါပြီငြိမ်းချမ်းကြပါတော့နိုင်ငံသမားတွေထွက်ပြောကြတယ် ဘီလူနာအောင်လုပ်ခဲ့တာလေမငင်းညအောင်သူလုပ်ခဲ့တာလေငင်းညံ့ခြင်းအပြည့်ရှိပါတယ်တိုင်းပြည်အတရားအာဏာသိမ်းအောင်လက်လျှော့လိုက်ပြီးဘီလူရဲ့ရွေးကောက်တင်မြောက်ခံရရတဲ့အစိုးရအဖွဲ့ကိုပြန်လေရွေးကောက်တင်မြောက်ခါကျူးလွန်ငယ်သမားပြစ်မှုများကိုဝန်ခံခြင်းဒီနေ့ဒီတိုင်းလုပ်ရင်အဲ့တိုင်းလုပ်ရင်ဒီနေ့ငင်းညံ့တော့မှန်တယ်နော်ကျွန်တော်ဒီမှာဆရာလေးမျိုးချော်အားကနေပြတော့မှမြောက်လိုက်တော့အစိုးရဆိုတော့အရင်တော့သူတို့ပြဋ္ဌာန်းခဲ့တဲ့ဥပဒေကိုပြန်ပြတော့မှချိုးဖောက်ပြတော့မှ အခုဆိုရင်ရွက်ကောက်ပွဲကျင်းပဖို့လုံဆောင်နေတဲ့ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့သိရှိရတာဖြစ်တဲ့အဓိကတော့မျှော်လင့်နေတဲ့ကျွန်တော်တို့ပေါ့နော်နိုင်ငံတကာဆေးရစုမှုပေါ်များစွာကျွလွန်ထားတာမို့လို့အခုနေနေမှာဆိုတော့သူဟာဆိုရင်ဒီလိုမျိုးနေနေငယ်ထွက်ပေါ်ရှာပြီးတော့မှသူရဲ့ဖက်ကစားနိုင်ငံရဲ့ပါတီဝင်တွေနဲ့ပူးပေါင်းပြီးတော့မှအထက်တန်းရွက်ကောက်ပွဲကျင်းပဖို့စတက်စီနေတာပဲဖြစ်ပါတယ်ကျွန်တော်တစ်ဖက်မှာဆိုတော့တလန်ပီသူတွေကနေပြီးတော့မှစစ်ကောင်စီရဲ့လွယ်ရည်တွေနဲ့ပတ်သက်ပြီးတော့မှဒေချာလေးကိုစီးရင်စရာတွေမထားပြီးတော့မှပေါ့နော်အခုဆိုရင်ကျွန်တော်တို့အနေနဲ့ပြန်လဲပြစ်ဆက်မှုတွေလုံဆောင်ခိုင်းမြဲဆိုပြီးတော့မှကြွေးကြော်ထားကြတယ်မို့လို့ အခုချိန်မှာတော့ကျွန်တော်တို့တွေနဲ့တက်ပွဲတွေတရဆက်ဆက်လက်ပြီးတော့မှထိုးစစ်ဆင်တက်ခတ်မှုတွေလုံးဆောင်နေတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့မြောက်လိုင်းရဲ့ပေါ့ဖို့ကြီးဖြစ်တဲ့ဆော့ချစ်သူမြောက်လိုင်းတို့စစ်ကောင်စီကနေပြီးတော့မှပဲအမိပြက်စရင်တွန်းခံလိုက်ရတဲ့ဆိုတဲ့အကြောင်းကိုဦးသိမြက်ကနေပြီးတော့မှပြောဆိုထားတဲ့အားလေးကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လဲရအောင်နော်နိုင်ငံသားကိုပို့ကုန်တင်ပို့ပြီးတော့နောက်ရလာတဲ့နိုင်ငံသားငွေကိုဘဏ်မှမသွင်းတဲ့ ကုမ္ပဏီစုစုပေါင်း198ခုကိုစစ်ကောင်စီကဒီကနေ့နာမည်ပြအစည်းထုတ်ပြန်ကြေညာလိုက်ပါတယ်။နာမည်ပြကြေညာတာခံရတဲ့ကုမ္ပဏီတွေရဲ့အစည်းကိုစစ်ကောင်စီကထုတ်ပြန်ထားပြီးအဲ့ဒီထက်မှနိုင်ငံခြားသားပိုင်ကုမ္ပဏီတချို့လည်းပါဝင်နေတာတွေ့ရပါတယ်။ BGF ကောင်းဆောင်ဘိုးစောချစ်သူပိုင်နဲ့ KNB တွေကချစ်လင်းမြိုင် Toyota ကားကုမ္ပဏီလည်းအဲ့ဒီနာမည်ပြအစည်းကြေညာခံရတဲ့ကုမ္ပဏီတွေထဲမှာပါဝင်ပါတယ်။ထိုင်းနိုင်ငံအခြေစိုက်ကုမ္ပဏီဖြစ်တဲ့ CP ကြက်မွေးမြူရေးနဲ့ကြက်စာကုမ္ပဏီလည်းစည်းနဲ့မှာပါဝင်တယ်လို့ China International Forestry Corporation နဲ့နောက်ထပ် တရုတ်လူမျိုးဒါရိုက်တာပါဝင်တဲ့တစ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကိုလည်း CNN မှာတွေ့ရပါတယ်။အခုလိုပို့ကုန်ကရတဲ့နိုင်ငံသားငွေမသွင်းတဲ့ကုမ္ပဏီတွေရဲ့တာဝန်ရှိသူတွေကိုတစ်နှစ်ထဲမပိုတဲ့ထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေနှစ်ခုစလုံးကိုဖြစ်စေပြစ်ဒဏ်ချမှတ်နိုင်တယ်လို့လည်းအဲ့ဒီထုတ်ပြန်ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။ချပြန်ပြန်ကြီးဖြစ်တဲ့မြောက်လိုင်းကားတွင်ပြုံးမှာပါနော်သူရဲ့တပည့်ဖြစ်တဲ့ social သူပိုင်ဆိုင်ထားတဲ့ကုမ္ပဏီကိုပြန်ပြုံးမှာ blacklist စာရင်ထဲတွင်းလိုက်တာပဲဖြစ်ပါတယ်ဆိုတော့ဒီကောင်တွေကဆိုတော့ အချင်းချင်းရိုးကိုက်နေကြတာပြပြမှာတနည်းအားဖြင့်ကျွန်တော်တို့ပြောရမှာဆိုတော့မြောက်လိုက်ရက်ဒီရွေးကောက်ပွဲမှာဒီဆော့ချက်သူတို့အုပ်စုအနေနဲ့ဝေရောက်ကူညီပေးပေးမပေးဘူးဆိုတော့ဒီလိုမျိုးပေါ့နော်အမီပြည့်စင်းသွင်းပြီးတော့မှပေးဆိုတန်ခါမှုတွေလုဆောင်မယ်ဆိုတဲ့သဘောမျိုးနဲ့ချင်းချောက်ထားတာပဲဖြစ်ပါတယ်ဒါတွေကိုလည်းကျွန်တော်တို့အနေနဲ့သိရှိထားတာမို့လို့ကျွန်တော်ဒီလိုမျိုး BGF အုပ်စုတွေအနေနဲ့အတိတ်တရားလေးတွေရရှိပြီးတော့မှ ကျွန်တော်တို့ channel ကရင်တော်လေးဖွဲ့စီတွေနဲ့ပူးပေါင်းပြီးတော့မှလှုပ်ဆောင်တင်နေတာပဲဖြစ်ပါတယ်။မူဘူးစံတော်မြောက်လိုက်တော့အဆူရဲ့ထိုးချွေးခါဆင်းနေတဲ့ဒီလိုမျိုးပေါ့နော်။ဆက်လက်ပြီးတော့မှအသုံးချခိုင်းမယ်ဆိုတော့ကျွန်တော်တို့ကျင့်တယ်ပြောလို့ရနေတာဖြစ်ပါတယ်။ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ bomb mic ကအရေးချုံကပေါက်ကနေပြီးတော့မှအခုဆိုရင် PDF တွေကိုကြောက်နေရလို့ဓလုံးဖုံနေရတယ်ဆိုတဲ့အကြောင်းကိုတော့နေပြီးတော့မှခြေကွက်လိုက်မယ်ဆိုတဲ့ပြောဆိုထားတဲ့အားလေးကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ကြအောင်နော်။ကဲတို့ဒီမင်္ဂလာပါဗျာ။လမ်းလျှောက်ရင်းနေနော်။လမ်းလျှောက်ရင်းနေ။ဒီစိတ်လိုက်ရထိုင်လိုက်နေ။ တမ်းမာရေးနဲ့လည်းမြင်တာပေါ့နော်ဇာတော့ဟုတ်တာဒီပြည့်ရဲ့စီချိုစီရလဲသူကစားလဲဆင်ကျင်ရမယ်ဒီစစ်တော့ပြီးမြန်မြန်တော့ရမယ်လမ်းလေးရှောင်ပေးရမယ်နေရာထိုင်ရမယ်ဒီလေးလေးပေါ့နော်ပုံလို့လဲပါလို့ရှိရင်တော့တစ်ခါနဲ့သူတည်ကြတာကြီးဖြစ်ပါလိမ့်မယ်နော်အဲ့ဒါကလည်းပြန်ပြီးကျင်နေပေါ့နော်ဘယ်စကားမဆက်လို့အောင်မရမတော့ပါတာကိုဒီမျိုးကြောဟုတ်တယ်လို့ကလုံးလုံးနေမှာနော်ကလုံးလုံးတော့မော်တိုင်ကတော့မေးရတယ်ကလုံးတွေပို့တော့ဘာပြောရလဲဆိုတော့တလုံးရတဲ့ဥသက်ပေါက်ကိုနိုင်အောင်လို့တဲ့တလုံးကတော့အဆောင်ပေါ့ ဓလုံးကတော့ကုသပေါ့ဘူးနိုင်ရင်လို့ဓလုံးထိုးနေရတယ်နော်အခုကုနေမျိုးတော်အနေနဲ့ဒီတက်တက်တော်ကနာပေါ့ဘူးတော့နိုင်မှာမဟုတ်တော့ဘာဖြစ်လဲဆိုတော့ပေါ့ဘူးတော်ကဒီဘုံတော်ပွားတယ်အရန်ဇေယံပတိစိတ်လာတာကအခုမှထားစိတ်တာမဟုတ်ဘူးလားနော်ပေါ့ဘူးတော်အချောင်းနေတော့လောက်ကလေးကပေါ့ကောတော့အဲ့အရဟံတရားကုန်လို့တတိကိုစိတ်လာနော်အရဟံပဲဒီကံတာတရားသူကတန်အာပိတဝိဒနာလာလိတ္တအတုလာသရဏတိတ္တဥပသနာယမကသရဏပါဠိပါဠိ ။အဲကြောင့်မလို့ပေါကူတော်နဲ့တွေ့ရတယ်ပေါကူတော်ကိုသနာမြင်တယ်အမြဲပေါကူတော်ရဲ့ပြည်လုံးဒီပေါကူတော်ကအဲအားရဲ့ပြည်နေတော့ပါတယ်နော်။ဒီမျိုးကြော်ရင်ကြာအဲကျုပ်တိုင်းပုံကမှဓာလုံးဓာလုံးပုံနေတယ်ဓာလုံးလုံးနေတယ်ဒီတဲ့တက်ခဏမလွတ်တော့တာခဏဓာလုံးအောင်မှလည်းပုံဘူးနော်။အားလေးပြောချင်တယ်မှာပြအားလုံးတော့အပေါ်ရခုစံဘောနာသူရဲ့ဒီ channel ပြဆရီကောင်းဆောင်သူကနေပြီးတော့မှသူ့အတွက်ဆိုပြီးတော့မှ တစ်လုံးတစ်လုံးကိုလက်ဆောင်ပေးဖို့လုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ်ကျွန်တော်တို့ကြားသိရတဲ့လောက်ဆိုတော့ပြူစော်ရေးတော်တော်များများဆိုတော့ PDF တပ်ဖွဲ့တွေရဲ့လက်တံပြောင်းချက်တွေကိုလည်းသိရှိထားတာမလို့အခုဆိုရင်ဒီလိုမျိုးဒီ meeting area တွေခြေတာတွေပြီးတော့မှဒီလိုမျိုးမိဖို့တာတွေစတဲ့ပါနော်အဆောင်တွေမျိုးသူတို့တွေနဲ့ ဆောင်ထားပြီးတော့မှကျွန်တော်တို့ကိုပြန်ပြီးတော့မှခု concept စတင်ထိုးစစ်ဆင်နိုင်ဖို့အတွက်ပြန်ပြီးတော့မှလှုပ်ဆောင်နေကြတယ်ဆိုတဲ့အကြောင်းတွေပါသိရှိရတာပဲဖြစ်ပါတယ်။ကပေါ်တို့အနေနဲ့အဲ့လိုမျိုးတွေလှုပ်ဆောင်နေပေမဲ့ကျွန်တော်တို့တစ်ဖက်မှာရှိနေတဲ့ PDF ဖုန်းတပို့တွေရဲ့ထိုးစစ်ဆင်တိုက်ခတ်မှုတွေဆိုတော့ခုရဲ့ပိုင်းကျွန်တော်တို့အမြင်မှုတွေရရှိထားတာမို့လို့မကြာခင်မှာတော့ကျွန်တော်တို့အနေနဲ့ကပေါ်တို့ရှိတဲ့နေရာတွေတာတွေတောင်ထိပြန်ပြီးတော့မှထိုးစစ်ဆင်မှုတွေလှုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ဘာသာကူကြီးဆိုတဲ့ငနေကနေပြတော့မှစွမှုထားဥပဒေမပြထိုင်းတောင်မှသူတို့အနေနဲ့လွယ်လင်းသူကို PDF တွေကိုအနိုင်တိုက်နေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့အားချောင်းပြောဆိုထားတဲ့အားလည်းကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်စစ်မှုထမ်းဥပဒေကကိုကြီးတို့စစ်တပ်ကအဓိကယူရပြီးထုတ်ထားတာအင်အားမရှိလို့ထုတ်ထားတာမဟုတ်တစ်ဖက်ကရန်သူကိုကြည့်မှာငါတို့ကအင်အားတွေအလုံးရင်းလိုက်လာနေပြီဆိုတဲ့သဘောကိုချင်းချောက်တဲ့အနေနဲ့ထုတ်ထားတာအမှန်တကယ်ဆိုလို့ရှိရင်စစ်မှုထမ်းဥပဒေရရတဲ့စစ်သားလိုတော်မလိုဘူးဒီသဘောကိုအမှုန့်ချေပလိုက်လို့ရအဲအမှုန့်ချေခြင်းနဲ့စိတ်မရှိလို့ချင်းလား၆လားလောက်လောက်တာ เนาะကိုကြီးအမြင်ရတော့ဒီရွေးကောက်ပွဲကာလပတ်လုံးတောက်လျှောက်မှာစစ်မှုထမ်းဥပဒေကိုပယ်ဖျက်ထားမယ်ဆိုတဲ့ကိစ္စကတော့ကောင်းတဲ့ကိစ္စလို့ကိုကြီးကတော့သုံးသက်တယ်ကွာဘာကြောင့်လဲဆိုစစ်မှုထမ်းဥပဒေကဘေးထွက်ဆိုးကျိုးများနေတယ်ဥပမာတောက်လိုက်နှလုံးဆေးဆိုနှလုံးကတက်တာသွားပေမဲ့ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ချီးပန်းတာတို့ဘာလို့များနေဟုတ်ပြီလားအဲ့တော့ဘေးထွက်ဆိုးကျိုးများနေတဲ့အတွက်ကြောင့်မို့ဒီကိစ္စလို့နည်းနည်းလျှော့ထားတာကောင်းမလို့ထင်တယ်အခုဆိုလို့ရှိရင်နိုင်ငံရေးပါတီတွေကနေပြီးမွေးဆွဲစည်းရုံးနဲ့ကိစ္စမျိုးကိုပြောတဲ့နေရာမှာဒီစစ်မှုထမ်းဥပဒေကိုကျွန်တော်တို့ကဒီလိုလုံးပါမယ်ဆိုတဲ့စကားတစ်ခုနဲ့နေမင်းကတော်တော်ရနေပြီဒါကြီးမားတဲ့အင်အားစုကအဲ့နောက်မှာရှိနေတယ်ဆိုတော့အမှန်တရားကွာအဲ့ဒါကိုသိနေကျွန်တော်ကိုကြီးက ဲ့တော့ကိုကြီးဆိုလိုချင်နေတဲ့ဆိုတဲ့ဥစ္စာဒီစစ်မှုတန်းဥပဒေကိုအများစုသောပြည်သူလူထုပေါ့နော်ကိုတိုင်းယူကနေထိုင်တဲ့သူအများစုမိဘတွေပေါ့နော်ကလေးတွေမိဘတွေအကုန်လုံးကတရားကိုတော်တော်ကြီးကိုစိတ်ပြက်နေတာတော့အမှန်ပဲကိုကြီးဒါအောင်ဆိုလိုတာအဲ့တော့အခုချိန်မှာကွာမင်းတိတ်ပြီးဟော့ရှော့ဖြစ်တဲ့အခုကိုကြီးကဟိုရွေးကောက်ပွဲတကယ်လုံးပါတကယ်လုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရွေးကောက်ပွဲမှာတော့အနိုင်ရဖို့အတွက်ပါတီကမဲဆွေတဲ့နေရာမှာမင်းဘာမှတိတ်ခရီးကွက်ပြူးရမလို့ဒီစီးမှုရဲ့ဥပဒေကိုရအောင်သူတို့အာဏာရလို့ချင်းပယ်ဖြတ်ပေးမယ်ဆိုတာပြောလိုက်အုံးအုံးချွတ်ချွတ်အဲ့မင်းကရသွားလိမ့်နော်ဥမာအဖြစ်နော် NLD ဝင်ကဆုတ်ပေါ့သူပြောတယ်နော် NLD ပါတီကလူအဟောင်းတွေကနေပြီးတော့ကျွန်တော်တို့ဒီတခြားနိုင်ငံရေးပါတီတွေဒီမှာဝင်ပြီးတော့တာဝန်ထမ်းဆောင်ရင်းနဲ့အဲ့လိုမျိုးနေနေပဲမဲဆွဲကြည့်တဲ့အကုန်ပါကုန်မှာဒါအမှန်တော့ပြောဗီဒီယိုဆူဂျူတွေမှာပြင်းထန်တဲ့ဗီဒီယိုဆူဂျူဖြစ်နေတာတော့အမှန်ပဲဒါညင်းလို့မရတဲ့ပြဿနာဘောပေါ့လားသူသူမှန်မှန်ကန်ကန်လုပ်မယ်ဆိုလို့ရှိရင်ကွာတက်မလို့အရင်ကကြီးထွားလာကိုကြီးကအရန်သဘောကြတာကွာအခုဥစားအဲ့လိုမျိုးဖြစ်မလားပြောတာပဲเนาะဒီကောင်တွေကတော့အဲ့လိုမျိုးစုံထမ်းဥပဒေပယ်ဖျက်လိုက်တာနဲ့သူတို့အနေနဲ့ မီဒီယပ်တွေနဲ့ channel တော်လန်တဖုံးတွေကို AC အနိုင်ယူနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ပတ်စက်တရားနေကြတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အသက်ဆုံးရှုံးသွားတဲ့ပြည်သူတွေကဆိုတော့လူတွေတည်းအခုချိန်ထိများပြားနေတာမလို့ဒါတော့မျောလိုက်နေနဲ့သူတို့ရဲ့ဒီစစ်တပ်အင်အားပြုံးသီးနေတယ်ဆိုတဲ့အကြောင်းတွေကိုပုံပြချင်လို့အခုလိုမျိုးကျွန်တော်တို့ပြည်သူတွေပြန်ပြီးတော့မှစစ်ထက်တင်းတွင်းပို့နေကြတာပဲဖြစ်ပါတယ်ဒီချိန်မှာဖက်ကစားနိုင်ငံရေးပါတီဝင်တွေကလည်းပြီးတော့မှမျောလိုက်နိုင်ငံရေးထုတ်ပေါက် ရှာနိုင်အောင်ဝိုင်းဝန်းစ조사ပေးနေကြတာမလို့ကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းနေတာပဲဖြစ်ပါတယ်ဒီခြေရင်းနဲ့ပတ်သက်ပြီးတော့မှလည်းကြီးရှုံနေကြတဲ့မိဘပြည်သူတွေဘက်ကနေပြီးတော့မှကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ MND ရဲဘော်ဖြစ်တဲ့ကိုလန်းဝေကနေပြီးတော့မှရှေ့တန်းဆက်မြက်ပြင်မသွားခင်လေးမှာဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လဲရအောင်နော်အဲမနှက်ဖြန်မဟုတ်ရင်တစ်ပတ်ခါကျွန်တော်ရှေ့ရထွက်တော့မယ်အဲ့တော့ကျွန်တော် friend နေကျွန်တော် note ဆက်ခဲ့တယ်ဒါပေမဲ့ note ဆက်ခဲ့တယ်ဆိုပေမဲ့လည်းဘယ်လိုမှ ဟို internet line ရတယ်ပေါ့နော် internet line ရတယ်ဆိုရင်ကျွန်တော်စနေပြီးရင်တင်းတွေကိုကျွန်တော်ရ friend တွေတိဖို့အတွက်ကျွန်တော်တိုက်လိုက်ကျွန်တော်တင်ပို့ပေးမြန်မတင်ပို့ပေးပါမယ်နောက်ပြီးတော့ဘယ်လိုလဲတကယ်တကယ်တမ်း line မရခဲ့ဘူးဆိုရင်လည်းကျွန်တော်လုံးဝအဆက်တွေပြတ်တပါရမယ် line ရခဲ့တယ်ဆိုရင်ကတော့ကျွန်တော်စနေပြီးရင်တင်းကို video တက်ဖို့နည်းအတူကျွန်တော်တပြေးညီတဲ့ထုတ်လင်းပေးပါမယ်ဘာလို့ဆိုတာကျွန်တော်ဒီမိဘတီတူတွေတပြေးဟိုစေးတင်းကိုအတိအကျတင်နိုင်အောင်လို့ကျွန်တော်တင်ပို့ပေးပါမယ်နော် အဲ့တော့အခုလောလောဆယ်ကတော့ဒီအဲဒီနေ့တော့မဟုတ်သေးဘူးเนาะမနေ့ပြန်မဟုတ်ရင်တစ်ပတ်ခါဒီနေ့ရက်ထဲတည့်ရပါတော့ကျွန်တော်စီမီပြင်ထွက်တော့မယ်ကျွန်တော်ရှည်တယ်တွားမယ်ဟိုကျမကြီးကောင်းတာမကောင်းတာတော့ကျွန်တော်တိတ်ဂိမ်းဆိုက်ဦးပြတိတ်ဂိမ်းဆိုက်ဆိုတဲ့ခါကျတော့နောက်ဒီမှာကဒီတိုင်းပဲနေနေရတယ်ဆိုတော့လည်းကျွန်တော်တိတ်စိတ်ဝင်စားဖြစ်နေအဓိကကျွန်တော်တို့ကျွန်တော်ရဲ့ရှီမန်ချက်တီတော်လည်းလို့ဆိုတော့ကျွန်တော်လာလိုက်လေအဲ့တဲ့ခါကျတော့ဘယ်လိုပြောမလဲဒီမှာ patient အဲဆိုရင် lunar ကြီးကြည့်နေတယ် လူနာလေးစေကူတပေးနေရလောက်ရနေတာကျွန်တော်မကျေနပ်နိုင်ဘူးအဲ့တော့ကျွန်တော်ကိုယ်တိုင်ရှင်းနေထွက်ပါတော့မယ်အဲ့တော့ကျွန်တော်ရဲ့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းကိုကျွန်တော်နှုတ်ဆက်ခဲ့တယ်ဒါပေမဲ့ internet line နိုင်ရခဲ့တယ်ဆိုရင်လည်းဘယ်လိုပြောမလဲဒီစစ်မီပြင်းရဲ့တည်င်းတွေကိုကျွန်တော်တွေ့ရှိရတော့ကျွန်တော်တိုက်ခိုက်နေတဲ့အလောက်ကိုကျွန်တော်တင်ပို့ပေးပါမယ်ဘာကြောင့်လဲဆိုတော့ဟိုအခု live မှာတွေက call လာဟာလာတွေကများနေနော်ဘယ်နေရာမှာဘယ်လိုဖြစ်တယ်ဘယ်နေရာမှာဘယ်လိုဖြစ်တယ် ဒါတွေကအချို့တော့မမှန်ကန်တဲ့တဲ့တွေအများကြီးကျွန်တော်တွေ့ကြုံတွေ့နေရတယ်အဲ့တော့အခုကျွန်တော်ရှေ့မီရှေ့တန်းစီမီပြင်ရောက်တဲ့အချိန်ကျရင် internet line ရတာနဲ့ကျွန်တော်ဒီစီးအခြေအနေမျိုးတပြေးညီတယ်ကျွန်တော်မျက်မြင်ကိုတွေ့နေရတဲ့ပုံစံတိုင်းကိုကျွန်တော်သင်ပို့ပေးပါမယ် ကိုလုံးရတော့တယောက်ပြောလိုက်တာเนาะကျွန်တော်တို့အနေနဲ့မကြာခင်မှာတော့သူရှေ့တန်းဆက်မဲ့ပြောသွားတဲ့အချိန်မှာအိမ်နဲ့လိုင်းရခဲ့တယ်ဆိုရင်တရင်ထုတ်တွေထပ်ပြီးတော့မှကြာတိရမှာဖြစ်ပါတယ်ဒီအချိန်မှာမင်းတို့ visitor ကနေပြီးတော့မှသူတို့ဆုံဆုံထားတဲ့နေမျိုးတွေကိုပြန်လည်ရရှိပြီဆိုတော့ပုံစံမျိုးတွေနဲ့ဝါရဖန်ပြောဆိုမှုတွေလည်းရှိနေတာမလို့ဒီလိုမျိုးကျွန်တော်တို့ကမှတရားကိုချက်ပြနိုင်တဲ့ရဲဘော်တွေမြင်များ အခုဆိုရင်ကျွန်တော်ဘက်ကပြန်ပြီးတော့မှတရင်တွေပြန်လည်းမြောက်ဝဖို့စ조사နေကြတာပဲဖြစ်ပါတယ်ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့အနေနဲ့အချိန်နေဆောင်ချက်မှာပြပြမှာစကောင်ဆရာဆိုရင်တေချာတာတခုကတော့တိုက်ပွဲမှာဆစ်ရှုံးနေတယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့သိရှိနေရတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပိုးနေနဲ့ကိုစီကနေပြီးတော့မှ BGF Power ကျွန်တဲ့ခရင်တော်လိုင်းရေးဖွဲ့စည်းတွေနေတဲ့အခုအချိန်မှာဝိုင်းဝန်းစီလုံးညီညွတ်တင်နေပြီဆိုတဲ့အကြောင်းသူကနေပြီးတော့မှပြောကြားထားတဲ့ဟာလေးကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်လူမျိုးတစုအတွက်တစ်ပွဲတည်းအားကောင်းကောင်းရက်တည်ဖို့လိုအပ်နေတယ် ဲ့လိုမရက်ပြီခင်ဗျားတို့ကိုအစိမ့်စိမ့်ဘွားမှာတွေးခွဲပြီးတော့အင်အားတွေကိုဖြုံပြွားလိုက်မယ်နော်ကျွန်တော်တို့နှစ်ပေါင်း60ထက်လာတဲ့အတွေ့အကြုံတွေကအားလုံးတည်ပြီးသားဖြစ်တယ်တိုင်းကနဲ့နဲ့ကိုင်နေနော်အခုရခိုင်ရခိုင်တွေတလောက်စည်းလုံးတာတော့မှဒေါ်စောမြလေးရာသာတို့ကိုလက်နဲ့တက်ဆင်ပြပြီးရအောင်ခွဲနေတောင်ရခိုင်ပြည်သူတွေကောင်းကောင်းနားလည်ဖို့လိုတယ်တကယ်လည်းနားလည်ပါတယ်အဲ့လိုပဲကရင်မှာဆိုလည်းခုနကပြောလို့ BGF ကိုတို့လိုရင်အတုံးပြုတယ်မလိုရင်ကန်ထုတ်တယ်ဆိုတော့ BGF ခေါင်းဆောင်တွေအနေနဲ့ပြောချင်တာကကျွန်တော်တို့ကရင် နော်အဖိုးစောမဦးရဲ့မူလေးချက်အတိုင်းရက်တည်ပြီးတော့ကရင်အလံတော်အောက်မှာကရင်တမျိုးသားလုံးတွေအားကိုအားထားရတဲ့လက်နက်ကင်အဖွဲ့တစ်ခုဖြစ်အောင်ရှိတဲ့နော် KNU KNLA KDLA PGF DGB ဒီအဖွဲ့တွေအားလုံးကတစုတည်းတာဖွဲ့ပြီးတော့ကျင်ညာလိုက်နိုင်ခြင်းပြကဘာအရရရောက်နေတဲ့ကရင်လူငယ်တွေဘလောက်ဝမ်းသာကြမလဲဘလောက်ထားလို့ကြမလဲမယုံကျင်ညာကြည့်လိုက်ပါကျွန်တော်ပြောတာမယုံရင်အဲ့ဒီအဖွဲ့တွေအားလုံးလားကရင်အားလုံးပေါင်းစည်းပြီးတော့ကျင်ညာချက်ကိုထုတ်ပြန်နှိုင်လိုက်ကြည့် တီပတီတီရောက်နေတဲ့ကရင်လူငယ်တွေခိုင်းပါမလုပ်ပေးကြိုက်တယ်လို့ပြောထောက်ဖို့အတွက်လားလုပ်ကြည့်ပါကရင်နေတာခေါင်းဆောင်နေတာပေါင်းစည်းတဲ့လူပြင်ညာကြည့်လိုက်တီပရောက်နေတဲ့ကျွန်တော်ကရင်လူငယ်တွေအများကြီးရှိတယ်အခုထမ်းနေကြမှာဆိုလဲဒီအုံနဲ့အုံရိုင်ဘက်မှာလက်ရှိပွဲလှုပ်လို့ရှိရင်ကွန်းပြင့်နေတယ်နော်ကရင်မိန်းကလေးတွေပြင်ရောက်ကြလေးတွေအဲ့ဒီလူငယ်တွေအားလုံးကဒီလူကြီးတွေပေါ်မူတည်ပါတယ်နော်ဒါကြောင့်မလို့ရန်သူကိုဒီအချိန်မှာတိုက်လို့အကောင်းဆုံးအချိန်မှာကျွန်တော်တို့တွေပြတ်အောင်လုပ်နိုင်လို့ မလုံနိုင်ရန်သူကခမည်းတော်ကိုတက်တက်လုံးအဲ့လိုအတုံးချောင်းအောင်ပါပဲလိုအပ်ရင်ပယ်တက်ဖြစ်လုံမယ်သူတို့ရှိရနေကာထားမယ်သူတို့ရှိရနေခံပေးမယ်ငင်းချမ်းရင်းဆိုပြီးခေါ်စကားပြောမယ်ပြီးရင်သူတို့တိုက်ရှင်ချက်ချင်းပြန်ပြီးစစ်ကိုပြန်စမယ်စစ်ကိုကစားပြီးလုံချင်နေလုံမယ်အဲ့ဒီခစ်ကိုကျွန်တော်တို့တွေခါပြစ်ခဲ့ဖို့တော့ခစ်တစ်ခစ်ကအပြောင်းလဲဆိုတာကျွန်တော်တို့တွေလိုက်မပြောင်းလဲလို့မရဘူးခစ်ကြီးကတွားနေရအောင်ကိုကမတွားချင်မဲနဲ့ကြံပြစ်ခဲ့မယ်ဆိုရင်အကောင်ကော်ကလန့်နေဖြစ်ကုန်မှာဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်အတွက်ကခစ်ဟောင်းတွေကိုထားပြစ်ခဲ့ရမယ်ခစ်ဖြစ်သွားပြီလက်နက်ရှိမှလူရဝင်တယ်ဆိုတဲ့အတွေးကိုထားခဲ့ပြီးတော့ ။အုံနောက်ကောင်းတဲ့ကောင်ကလူရဝင်နေဆိုတဲ့ခစ်ကိုကျွန်တော်တက်လမ်းဖို့လိုအပ်နေပြီ။နော်။အဲ့လိုမဟုတ်ဘဲနဲ့လက်နဲ့ရှိတဲ့မလူရဝင်မယ်ဆိုတဲ့လူရိုင်းအတွေးခေါ်ကိုဆက်ပြီးစုပ်ကင်ထားမယ်ဆိုရင်တော့ကျွန်တော်တို့တိုင်းပြည်ကကျိန်းပြပါတယ်။နော်။ဒီတော်လန်ရေးကိုကျွန်တော်တို့ပြတ်သားအောင်လုပ်နိုင်လို့မလုပ်နိုင်လူရိုင်းကျွန်းတဲ့ဆိုတဲ့တိုင်းပြည်ပြောလိုက်မယ်။ကျိန်းနေတယ်။အာနာရှိတဲ့ကောင်အာနာရှိတို့ယုတ်မနော်အင်အားကြီးတဲ့ကောင်ကအင်အားကြီးတို့ယုတ်မမရှိတဲ့အောက်ခြေနင်းပြဘွားတွေကတရားမျှတမှုဆိုတော့အလကတဝင်းတခွားခမင်းလေးတလုတ်စားဖို့အတွက်ကိုအသက်နဲ့ဘွားနဲ့ရင်းပြီးရုံးကန်ရအဲ့ဒီလိုအနှိတ်ထယုံများတဲ့ပိုင်းပြည်ဖြစ်သွားလိမ့် မာနေတော့ကိုစီကတော့ခုဆိုတော့ကျွန်တော်တို့အနေနဲ့လူမျိုးစစ်ကောင်စီရဲ့လက်နက်တကားကနဲ့ပြည်သူတွေပေါ်မှာချင်းချောင်းတိုင်းကျင်းမှုတွေကိုအဆုံးသတ်နိုင်ဖို့ဆိုတော့ကျွန်တော်တို့ကရင်သားမကကြံတဲ့တိုင်းသားဖွဲ့စည်းတွေအားလုံးအနေနဲ့တဆူတဆီတဲ့ဖြစ်ဖို့လိုအပ်နေပြီဆိုတဲ့အကြောင်းတွေကိုတွန်းနေပြီးတော့မှရှင်းလင်းပြောကြားထားတာဖြစ်တဲ့အခုဆိုတော့စစ်ကောင်စီအရဆိုရင်နေမြေတီးတီးမှာဆုံးရှုံးမှုတွေမြင့်ပြနေတာဖြစ်ပြီးတော့မှအဲ့ဒီကြားထက်ကနေပြီးတော့မှသူတို့ရဲ့ပေါ့နော်ဒီဝါရဖြတ်မှုတွေလည်းဆက်တိုက်လို့ဆောင်နေတာပဲဖြစ်ပါတယ်လူမျိုးရေးရတော်လကောင်းကျွန်တော်ခုဆိုရင်ဘာသာရေးတွေလည်းတုံးချပြီးတော့မှပြည်သူတွေကိုဂျင်းထက်ဖို့လှုံ့ဆော်နေကြတာမို့လို့ ကျွန်တော်တို့အနေနဲ့ဓာတ်တွေကိုသိရှိနားလဲပြီးတော့မှဒီခေါင်းဆောင်တွေအနေနဲ့လည်းကျွန်တော်တို့ပြည်သူတွေပြန်ပြီးတော့မှပါနော်ဒီမက်ဆွဲစီးရုံးဓာတ်တွေဆက်လက်ပြီးတော့မှလုံဆောင်တင်နေတာပဲဖြစ်ပါတယ်သူတို့ရဲ့ရွေးကောက်ပွဲအကြံ စီကျွန်တော်တို့အနေနဲ့အများဆုံးဟန်တားနိုင်ဖို့ဆိုတော့အခုချိန်မှာကျွန်တော်တို့အနေနဲ့ပြီးတော့အလုံးဝဝန်ပံ့ပိုးကူညီနေတယ်ဒီတော်လိုင်းမှာထက်ထက်ဝန်ပူပေါင်းပေါ့ဖို့လိုအပ်နေတာဖြစ်ပေမဲ့ကျွန်တော်တို့အနေနဲ့2025မှာကုန်ခင်မှာပဲမြောက်လိုင်းတို့ရဲ့ရွေးကောက်ပွဲအပါဝင်ကျန်တဲ့ Face Honor ရှင်ဆက်တဲ့မြန်မာပြည်ကနေပြီးတော့မှဖြစ်ဖြစ်ချိန်မုန်းနိုင်ဖို့စ조사တင်နေပြီဆိုတဲ့အကြောင်းထားလောင်းပြောချင်တဲ့ကျွန်တော်ဒီနေ့မှပိုင်းဗီဒီယိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးချီးကျူးပေးကြတဲ့မြန်မာပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချသာကိုချမှတ်ခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချက်နဲ့နေ့တည်လေးပိုင်ဆိုင်ကြပါစေလို့ ճնասում ու կանոտան բելեբար է։